နေရာလေးလည်းအဆင်ပြေတယ်ဈေးလေးလည်းတင့်တယ်ပြင်ဆင်ပြီးတော့တိုက်အစ်စ်လေးလည်းရအောင်မယ်ဟန်တို့မြို့နယ်ထဲမှာမြို့နယ်တိတ်မဝဲတဲ့နေရာမှာအိမ်လေးဝယ်ဖို့ရှာနေရဆိုရင်တော့ဒီအိမ်လေးကိုချက်ကြည့်လိုက်ပါတိုက်လေးကတော့တောင်းကြံမှာစောက်ထားတဲ့တိုက်ဖြစ်တယ်တိုက်ကိုလည်းဒီခြံရဲ့တောင်းတစ်ဖက်မှာစောက်ထားတယ် ဒီရှေ့မှာကားရပ်ဖို့နေရာကားနှဆင်းရပ်ဖို့နေရာကျယ်ကျယ်ဝဝရှိတယ်ဒီဘက်ဘေးမှာလည်းရေးကြံအဖို့ရှိအောင်မယ်အဲ့တော့အိမ်ဝင်ပေါက်မင်းဝင်ပေါက်ဒီရှေ့မှာရှိတယ်ဒီဘက်ဘေးဝင်ပေါက်လည်း slide door နဲ့အကျယ်တစ်ခုရှိမှာဟိုးနောက်မှာ wash area ကိုပြန်ထွက်တဲ့တပောက်ရှိမယ်ဒီတိုင်းမျက်နှာစာကိုကြည့်လိုက်ရင်တော့ဒီဘက်ရှေ့မှာ bedroom နဲ့ veranda တွေကိုလည်းတွေ့နေရပါတယ် ိန်းတကားကနေဝင်လာလိုက်ပြီဆိုရင်တော့ဒီမှာ fire နေရာလေးရှိမယ်เนาะဒီနေရာလေးကတော့အသုံးဝင်ပါတယ်ဒီမှာ furniture တွေပါထားဖို့ cabinet တွေထားဖို့နေရာရှိမယ်အာ living room နေရာဒီမှာထားလဲရတယ်ဒီဘက်မှာလဲဘေးတကားကိုထွက်တဲ့နေရာအခြေအေးရှိပါသေးတယ်အဲ့တော့သူ့ရဲ့ဒီမြင်းကြီးတက်ကဟောင်းနေရာတော့တော်တော်ကျယ်လို့ပြောလို့ရတယ်ဒီအမိုးကုန်း divider လေးရဲ့ဒီဘက်မှာတော့ dining area လေးနဲ့ ်ကစ်ချင်းကောင်လည်းရှိမယ်ဒီမှာတော့အပေါ်တိုင်းတဲ့လေကသူ့ဘေးမှာအောက်ထပ်ရဲ့ common half part တစ်ခုရှိမယ်ဒီဘက်နောက်မှာလည်း wash area နဲ့အပြင်ကိုပြန်ထွက်တဲ့ဘေးတကားရှိပါတယ်ပေါ်ရက်ကိုလေကားနဲ့တက်လာရင်တော့ဟို landing area နဲ့အိမ်ခန်းနှခန်းဘာရုံနှခန်းရှိမယ်ဒီဘက်ဘေးကတော့ veranda ပါတဲ့ bedroom ခန်းကျဲဒီနောက်က ခန်းချင်းတစ်ခန်းဒီဘက်ပေးရတော့ဘာရူမှာပေါ်တက်မှာ master bedroom တော့မပါပါဘူးဒါလေးကတော့ ancient veranda လေးရဲ့ view လေးပါ veranda ကတော့ဒီ type မျက်နှာစာတောက်လျှောက်လုံးအခြေကိုပေးထားတယ်ဒါပေမဲ့ဒီ veranda ကိုတော့အခန်းကြီးရပဲထွက်လို့ရတယ်အခန်းကြီးကနေတော့ထွက်လို့မရပါဘူး